အောင်မြင်မှုကိုလည်းအချင်းတိုးတိုးအတွင်းမှာပေါ့နော်စစ်ဆိုတာဒီလိုတိုက်ရတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပြနေတဲ့ဟာကလည်းတိတ်ကိုအားရစရာကောင်းတယ် မင်္ဂလာပါလာရှိုးကိုဒါစစ်ကောင်စီတက်တယ်အရှိုးရှိုးနဲ့ပြန်ပြီးတော့ဝင်လာနေရတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လည်းပြောချင်ပါတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ဒီသတင်းနဲ့ပတ်သက်လို့ဒါသတင်းဌာနတော်တော်များများလည်းတင်ကြတယ်ဗီဒီယိုကလစ်တွေလည်းပါတယ်ဗောနော်အဲ့တော့ဒီအချို့ဗီဒီယိုကလစ်တွေထဲမှာဆိုရင်ဒါတို့အဲဒီရောက်လာတဲ့အချိန်မှာဒီပစ္စည်းတုပ်သွားပြည့်တဲ့ဒီဘောမတွေဘာတွေအားစမြင်ရတယ်ဗျာသိလားသူတို့ပြန်ရောက်လာတော့ကြိုးဆိုးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်မြင်ရတယ် အဲပြီးတော့အဲအမျိုးမျိုးတော့ရေးကြတာပေါ့လေနော်ကာအစီရေဘလောက်ဘာညာဆိုတဲ့ပုံစံမျိုးတွေရေးကြတယ်အဲလက်နဲ့ပြေစုံနဲ့လာတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ဖော်ပြထားတယ်တွေ့ရတယ်ပေါ့နော်အဲတော့ကျွန်တော်ကတော့ဒါကျွန်တော်လှမ်းပြီးတော့မေးလို့ရတဲ့ဒါအဖွဲ့စည်းရဲ့တာဝန်ရှိတဲ့သူဒါကျွန်တော်နဲ့ယင်းကြီးရဲ့ဒါအခုတယောက်စီကိုကျွန်တော်မေးကြည့်အချိန်မှာပေါ့နော်သိရတဲ့အကြောင်းအရာလေးကိုဒါကျွန်တော်ပြန်ပြီးတော့မျှဝေချင်တာပေါ့နော်အဓိကတော့ခွန်အားဖြစ်စရာဖြစ်မလားဘာလားတော့မပြောတတ်ဘူးပေါ့နော်အဲအဲ့မှာကျွန်တော်ဘာသိရလဲဆိုတော့သူကအဲ ူစပြီးသုံးလုံးနဲ့ကွာသူဘာပြောလဲဆိုတော့အဲ့ကောင်နေအမိုက်လာရှင်းတဲ့အဖွဲတွေပေါ့။အဲ့လို့ဆိုတော့ဒီ last show ဒီမြို့ထဲမှာနေဖို့ခွင့်ပြုထားတဲ့အရေအတွက်ကအင်အား300လို့သိရတယ်ပေါ့နော်။စစ်ကောင်စီအင်အား300ပေါ့နော်။တခြားဒါအုပ်ချုပ်မှုနဲ့ဆိုင်တဲ့ဟာတွေရပ်ဘက်ဝန်ထမ်းတွေဆိုတာတော့မပြောတတ်ဘူးပေါ့နော်။ဒါပေမဲ့ဒီအင်အားဆိုရင်ဒါ300ပဲဒါနေခွင့်ပြုမယ်ဆိုပြီးတော့ကန့်သတ်ထားတာရှိတယ်။ပြီးတော့အဲလာတဲ့အစည်းအဝေးအတွက်ဆိုရင်သူသူစုံစမ်းရသလောက်ပေါ့နော်။သူသိရသလောက်ဆိုရင်တဲ့ အစည်းရေ120ပတ်ချာလဲတော့ရှိပြီပေါ့နော်အဲကားဂျီတေ120ပတ်ချာလဲတော့ရှိပြီပေါ့နော်ပြီးတော့ကျတော့ဒီလာတဲ့အချိန်မှာဟိုပဲသူက point ကားပေါ့နော်အဲဒီပုံမှန်ဆိုရင်ပြစစ်တကားကောင်နေတည့်ရတိုင်းပဲလုံးဝတနက်တွေဟိုချိန်ဒီချိန်တနက်တွေအကုန်လွဲလုံးဝအင်အားပြလို့ပုံစံမျိုးနဲ့လာတဲ့ကောင်တွေကအခုလာတဲ့ပုံစံမှာဘယ်လိုလဲဆိုတော့ရှေ့ဆုံး point ကားမှာပဲသူဆက်လက်တက်လက်တင်ထားတယ်နောက်ဆုံးပိတ်အပိတ်ကားမှာဆက်လက်တက်တင်ထားတယ်ဒါတော့မှပဲဒါ MNDA တက်ကားပေါ့နော်ရှေ့မှာဒီနောက်အပိတ်မှာပေါ့နော်အဲအဲ့လိုမျိုးဒါ ဒါလိုက်ပါလာတာမျိုးရှိကြပါတော့။အပြောရရင်သူတို့အဲသူတို့ဘက်ကသူတို့လွတ်လွတ်လပ်လပ်လာတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာ။ဒီလားဂိမ်းခိုင်းနေတည်ရမလား။အောင်းညာငါ့ကိုပြန်လာ။ဘာညာအဲ့လိုပုံစံမျိုးနဲ့လာတာမဟုတ်ဘူး။မျက်နှာငယ်ပေါ့ဗျာ။ဒီလားကိုကြောင့်ခိုးဝဲနဲ့ခွင်းပြုသလောက်ပဲလာရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါသူပြောသွားပါတော့။ကျွန်တော်လည်းအဲ့လိုတွေးမိတာပေါ့။အော်အဲ့လိုမျိုးတွေကက်သက်ထိန်းချုပ်ထားတဲ့ပုံစံမျိုးနဲ့သူတို့နေရမှာဆိုတော့သူတို့လည်းကြောက်မှာပဲပေါ့နော်ပြီးတော့ဒီ TikTok တွေမှာလည်းတက်တယ်ပေါ့နော်အဲတက်တဲ့အချိန်မှာပါလဲဆိုတော့ဒီ လာတဲ့အင်အားတွေကသူက68ကပေါ့နော်ခလာ68ကနေပြီးတော့ဒါစုစုဖွဲ့ထားတဲ့ကောင်တွေကိုအခုလိုမျိုးလှုပ်ပေးတာဖြစ်တယ်ဆိုပြီးတော့သိရတယ်လှုပ်ပေးတဲ့ပုံစံနဲ့တကယ်ကိုအမိုက်ရှင်ရှင်းလင်းရေးပုံစံမျိုးလှုပ်ခိုင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကားတွေအများကြီးပုံမှာပါလာတဲ့ဟာတွေကပစ္စည်းအပြည့်ပစ္စည်းအပြည့်ဆိုရဲဟာတွေတခြားဟာတွေမဟုတ်အဲ့လိုမျိုး pre ball ကပေါ့နော်ဇပွဲတို့ခုံတို့အဲ့လိုပုံစံမျိုးတွေဆိုပြီးတော့သိရတယ်သိရတော့ကျတော့ဟိုမားကလုံးဝသူတို့အတွက်အခွင့်အရေးပဲကြံခဲ့ အဲအဲ့လိုဟာမျိုးတွေကိုတို့ကသွားပြီးတော့ရှင်းလင်းရေးတွေလုပ်ရမယ်ပြန်လည်နေရာချထားဖို့တို့စီစဉ်ရမယ်အဲတန့်ရှင်းလုပ်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတော့ချိန်ပြည့်လွတ်ပြီးတဲ့ပုံစံမျိုးဆိုပြီးတော့သိရတာပေါ့နော်အဲပြီးတော့ကြတော့ဒီလာရှုံမျိုးရဲ့ပတ်ချက်လေးကိုသူကအဝင်ပေါက်တစ်ခုပဲပေါ့နော်ဒီအခုဝင်လာတဲ့စစ်ကောင်စီဝင်လာတဲ့တရန်ဒီအဝင်ပေါက်တစ်ခုတည်းကိုပဲဖြန့်ပေးထားပြီးတော့ဂျန်တဲ့ပပတ်လေးအကုန်လုံးမှာပြန်ပြီးတော့ခန်းငယ်ပုံစံပြန်ဝိုင်းထားတယ်ဆိုတော့ပုံစံလေးသိရတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကစောင့်ကြည့်ခံနေရတဲ့ပုံစံမျိုးတောင်မှဖြစ်နေသေးတယ်လို့ဒါကျွန်တော်မြင်မိတာပေါ့နော် ဒါမဲ့လည်းတရုတ်ရဲ့ဖီအားကြောင့်မလို့အခုလိုချင်းနေဖြစ်သွားတော့ကြတော့ဒါတရုတ်ရဲ့ဖီအားကတော့တော်တော်လေးဆိုးတယ်လို့ပြောရမယ်စစ်ကောင်စီဘက်ကတော့သူကလုံးဝအရှက်မရှိဘဲနဲ့ဒီမျိုးကိုပြန်ရပါတယ်ဆိုတော့ဒီဇိုင်းမျိုးပုံစံမျိုးတို့အရန်ဒါခုနလိုပေါ့နော်ဝါလက်ပြန်တဲ့ပုံစံမျိုးတွေလုံနေရပြီတော့မြင်နေရပြီပေါ့နော်အဲပြီးတော့အဲသူတို့ကဒီလောက်ရကိုခုနလိုပေါ့နော်ကားတွေအစည်းရေအတွက်ဒီအများကြီးနဲ့ခုနလိုမျိုးမိုးကတွေချပြီးတော့လာတယ်ဆိုတာကကျွန်တော်ထင်တယ်စိတ်သက်စစ်စင်ပုံစံမျိုးလှုပ်ရှင်တာလည်းပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့သူတို့ဘက်ကအဖွဲ့တွေက အခုဆိုရင်ဒါကျွန်တော်တို့ဘက်ကအဖွဲ့တွေကတော့တင်ကြရတယ်လေကားအစီးအရအတွက်ဘယ်လောက်ရှိသွားပြီ200ကျော်ဝါပြီ300ကျော်ဝါပြီဒါမျိုးပုံစံမျိုးတွေနဲ့တင်ကြတဲ့အခါအဲသူတို့ရဲ့စစ်သားတွေဘက်မှာလည်းပေါ့နော်ဒီဥစ္စာကိုတွေ့လာဟိုဘက်ရက်ကွက်ကတော့မှငါတို့စစ်သားတွေပြန်ဝင်တာကိုဒီလိုတင်နေတယ်ပေါ့နော်ငါတို့အင်အားတွေဒီလောက်ထိပြန်ပြီးတော့ဝင်လာနေပြီအဲငါတို့ပြန်ပြီးတော့ဒီနေရာကိုရပြီဆိုတော့ပုံစံမျိုးနဲ့သူတို့စိတ်သက်တွေပြန်ပြီးတော့မြင့်တက်သွားနိုင်သလိုအဲကျွန်တော်တို့ဒီဘက်ကဒေါ်လန်ပြည်သူတွေအနေနဲ့ကြောက်လဲဒါကိုကြည့်ပြီးတော့စိတ်ပြက်တာမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကစိတ်ပြက်စိတ်ပြက်ရဲဆိုတာတော့အခုနလိုပေါ့ ငါကွာဒီလောက်အစည်းအရေးအတွက်အများကြီးဆိုရင်အင်အားဘယ်လောက်လောက်ရှိနိုင်လောက်တယ်ဟာဒါဆိုရင်တော့ပို့ပြီးတော့ဒါဒီကောင်နေလှုပ်လာနိုင်ခြေတွေရှိတယ်ဆိုပြီးတော့ကျွန်တော်စိတ်ညစ်စိတ်ပြတ်တာမျိုးဖြစ်တယ်ဗောနော်ဒါပေမဲ့အဲခုနကလို့တဲတဲ့ဝင်အကြောင်းအရာလေးနည်းနည်းပို့တိရတဲ့ခါမှာတော့အဲစစ်ကောင်စီကိုပို့တော့မှတနာမိသေးရဗောနော်ဒါပေမဲ့လည်းတစ်ဖက်မှာပြန်စဉ်းစားကြည့်ကြတော့ဒါတရုတ်ရဲ့ဂျာဝင်စုပ်ဖက်မှုတွေကတော်တော်ကိုရှင်နေဆိုးတယ်ဗောနော်အဲပြီးတော့အဲဒီတရုတ်ကဒီနေရာမှာ ကောင်းစီရဝယ်ရင်ယုံဖွင့်မယ်ဆိုပြီးတော့လေဒါသတင်းနေမှာဖော်ပြတာအတွေ့ရရှုပ်သတင်းနေမှာတွေ့ရပေါ့နော်တွေ့ရအဲမေးကြည့်တဲ့အခါမှာအဲ့လိုဟုတ်လားဆိုတော့မဟုတ်ဘူးပေါ့နော်စောင့်ကြည့်ရအဖွဲပုံစံမျိုးနဲ့ထားမှာစောင့်ကြည့်ရဘယ်သူစောင့်ကြည့်မှာဒီခုနကလို့ဒါမြောင်းလိုင်းတို့စောင့်ကြည့်မဲ့ပုံစံမျိုးမြောင်းလိုင်းစစ်သားတွေစောင့်ကြည့်မဲ့ပုံစံမျိုးအဲသူတို့တွေအချင်းကြီးဘလို့ရှိမလဲဆိုတဲ့ပုံစံမျိုးကိုသူကဂျောင်းဝင်ပြီးတော့စောင့်ကြည့်တဲ့ပုံစံမျိုးနဲ့ထားထားတာဆိုတော့ဒါကလည်းတော်တော်တော့ဆိုးတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုတော့လေစစ်တပ်က ူပထွေးကိုပါမင်းတို့မင်းတို့လည်းနေပါအောင်ကွာငါတို့ကိုမင်းတို့နည်းနည်းစောင့်ရှောက်ပေးပါအောင်ကွာပေါ့နော်အဲငါတို့ဒီမှာလောက်ဆရာရှိရလေးလှုပ်ချင်လို့ပါငါတို့ဒီမှာနေခွင့်ရချင်လို့ပါဆိုပြီးတော့ပြောနေတဲ့သဘောမျိုးလဲသတ်မြင်ရတာပေါ့လေနော်အဲကြတော့သူတို့ဘာသာသူတို့ကြီးဆိုရင်မနေရဲလို့တရုတ်ကိုပါစောင့်ခိုင်းတဲ့ပုံစံမျိုးလားလို့တော့တွေးမိတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့လေရေရဲ့ software မှုကဒီလောက်ထိကိုမှ အဲတော်တော်လေးအချင်းကြီးစိုးနေတယ်ဟိုမြင်ရတာပေါ့ဗျာနော်ဒါတက်ရှိကျွန်းလောက်ကောင်မျိုးဒီနေရာကိုရောက်လာပြီဆိုတော့ ਨੇ ကတရုတ်ဖီအားကတော်တော်စိုးတယ်အဲတရုတ်ဖီအားနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့ဒါ MNDA ဆိုတာလေဒါတရုတ်ဖီအားတော်တော်လေးခံစားရလို့ဒီလိုအချင်းကြီးမျိုးသူတို့ခွင့်ပြုရတယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲဒါပေမဲ့ဒါကျွန်တော်တို့တော်လိုင်းရင်အတွက်ကြတော့ဒါကအာရော့စီတာပေါ့ဗျာအဲ့တော့ဒီလိုအာရော့စီတာအဖြစ်မျိုးပေါ့နော်အဲဒီလိုအာရော့စီတာအချင်းကြီးမျိုးကနေလွတ်မြောက်လုပ်ပြီးနိုင်မဲ့အဲကျွန်တော်တို့နီလန်တစ်ခုပေါ့နော်အဖြေတစ်ခုလည်းကျွန်တော်အနေနဲ့တော့မြင်မိတာအဲ့ဒါတော့ဒါ ဒီ MNDA တို့ TNL တို့နဲ့မဟာမိတ်ဖြစ်တဲ့ AA ပေါ့နော်အာရခတက်တော် AA ပေါ့နော်အခုဆိုရင်အာရခတက်တော် AA ရဲ့အင်အားကတကယ်ကိုကြောက်စရာကောင်းတယ်လို့ပြောရမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ခံမန်းရသလောက်ဆိုရင်ကိုပဲဒါ AA ရဲ့အင်အားကတိန်းကနန်းလောက်ထိရှိနေပြီလို့တော့ဒါကျွန်တော်ယူဆလို့ရတယ်ဘာလို့လဲဆိုတော့ဒါမကွေး AR ဝတီပကိုးပြီးရင်ချင်းပြီးရင်ရခိုင်ပြီးတော့ဒါရှမ်းမြောက်ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာကအစဒါကြောင့်ဒါအာရခတက်တော် AA က အတိုက်ပွဲဝင်နေတဲ့ဟာတွေကအများကြီးရှိတယ်သတင်းတွေလည်းတွေးကြလိမ့်မယ်ပေါ့နော်အဲကြတော့နီးမျိုးစုံနဲ့ပါဝင်ပတ်သက်ပြီးတော့ကူညီပေးနေတဲ့အပိုင်းတွေတိုက်ပွဲဝင်ပေးနေတဲ့အပိုင်းတွေအများကြီးတွေ့ရတယ်အဲတော့ခုနကလို့ဒါ MNDA လို့တရုတ်ဖီအားခန်းစားနေရတဲ့ချိန်မှာသူရဲ့မဟာမိတ်ဖြစ်တဲ့ AA ကတော့ ဒါစစ်ကောင်စီကိုပေါ့နော်လုံးဝဝါလုံးပုံစံမျိုးတော့မှပြန်ဝိုင်းနေတဲ့အနေအထားတွေ့ရတာကလည်းအဲကျွန်တော်တို့တကယ်အားရစရာအချက်တစ်ဖက်ကပြန်စင်းစားကြည့်မယ်ဆိုရင်ပေါ့နော်အားရစရာအချက်တစ်ခုအနေနဲ့တွေ့ရတယ်အဲ့တော့ DPR တွေကိုလုံးဝအဖြေတစ်ခုထွက်အောင်လုပ်ပေးနိုင်တာကအားခတ်တက်တော်အေးအေးဖြစ်မလားဆိုပြီးတော့ဒါကျွန်တော်ယူဆမိတာပေါ့တကယ်လည်းဖြစ်နိုင်ကြီးရှိတဲ့ဖွင့်လည်းဖြစ်တယ် ပြီးတော့လက်လောမှာလည်းပြည်သူလူထုထောက်ခံမှုကိုလောကတကယ်နဲ့ရထားသလိုအောင်မြင်မှုကိုလည်းအချင်းတိုးတိုးအတွင်းမှာပေါ့နော်စစ်ဆိုတာဒီလိုတိုက်ရတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပြနေတဲ့ဟာကလည်းတိတ်ကိုအားရစရာကောင်းတယ်ပြီးတော့မဟာမိတ်ဆက်ဆံရေးတွေကိုလည်းတကယ်ကိုမြေပြင်မှာထိရောက်အောင်အောင်တဲ့ပေါ်နိုင်နေတဲ့တကယ်အာတိုင်းသားတော်လည်းတဖွဲ့ကြီးလည်းဖြစ်တယ်ပေါ့နော်ခေါင်းဆောင်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်းလုံးဝပြက်သားတဲ့စကားတွေပြောတယ်အပြောနဲ့အလုပ်ကိုဒါတသက်ပြနိုင်တယ်ထထူညီအောင်လုပ်ပြနိုင်တယ်ပြီးတော့ပြည်သူလူထုရဲ့ဒါ အချစ်ခင်အပေးမှုကအစပါနော်ထောက်ခံမှုကအစပြည့်ဝရထားတဲ့ခေါင်းဆောင်တွေကိုလည်းဒီတပ်ဖွဲ့တွေကပိုင်ဆိုင်ထားတယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေအချင်းချင်းမှာကစဒီအာရခတပ်တော် AA ကိုလုံးဝအမွန်းတင်ချီကျူးတဲ့ဟာတွေကျွန်တော်လုံးဝမကြားချင်ပါအောင်ဘာလို့လဲဆိုတော့အာရခတပ်တော် AA နဲ့တိုက်ပွဲဝင်မှုတဲ့တပ်ဖွဲ့တိုင်းကအာရခတပ်တော် AA ကိုတကယ်ချီကျူးလေးစားကြတယ်ပြီးတော့အဲ့မှာရှိတဲ့အာရခတပ်တော် AA ရဲ့စစ်သားတွေကပေါ့နော်လုံးဝစစ်ပုံကြတယ်ပြီးတော့တိုက်ပွဲဝင်တဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်တဲ့ဟိုဘောင်းမပါဘူးပေါ့နော် ားကစားပေါင်းမြင်နဲ့တိုက်တယ်ပေါ့နော် ပြီးရင်ကြီးကအင်ဂျင်မပါဘူးပေါ့နော်ကြီးကအုတ်ထုတ်လောက်ပဲပါတယ်ပေါ့နော်ခေါင်းဟုံမထိရင်ပြီးတော့ကျန်တဲ့နေရာထိကျင်တာထိဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်နေတဲ့ဒီစစ်သားတွေကိုမြင်ရတာသူလုံးဝတကယ်မိုက်တယ်ပေါ့နော်တကယ်ဒီစစ်သားတွေတကယ်တကယ်ကိုကြောက်ခမန်းလေးလေးကိုဒါတိုက်ပွဲဝင်စိတ်အောင်စိတ်ပြေးကြတယ်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ပေါ့နော်ပြီးတော့ကျတော့ဒီစားရေးတောက်ရင်းနဲ့ပတ်သက်လို့ပြောတဲ့အခါမှာလည်းအဲဒီထားပါတော့ထမင်း OG တလုံးချက်လိုက်တယ်ပေါ့နော်ပြီးရတဲ့ငပိဘူးပေါ့နော်ငပိရေး ဟာတဘူးလောင်းထဲလိုက်တယ်ပေါ့နော်ပြီးရနေအဲဥစားဝိုင်းမွေပြီးတော့အကုန်လုံးဝိုင်းပြီးစားတော့အဲ့လိုမျိုးလဲဒါတိုက်ပွဲဝင်နိုင်တယ်စားပြီးတိုက်ပွဲဝင်နိုင်တယ်ပေါ့ဗျာပြောရရင်ဒုက္ခဒုက္ခဆင်းရဲပင်ပန်းဒါတွေအားလုံးကိုကြံ့ကြံ့ခံကြော်ဖြတ်ပြီးတော့တကယ်လဲမြေပြင်မှာဆွမ်းဆက်တမန်လှုပ်ဆောင်နေတဲ့အဖွဲတွေဖြစ်တယ်စစ်သားတွေဖြစ်တယ်ဆိုတဲ့ဟာကိုအချားဤအောအဖွဲတွေကအစားပေါ့နော်ကြီးကျူးတာမျိုးဒါကျွန်တော်အခုကြားခဲ့ရတာဒါကဒါကြောင့်မလို့လေဒါအာခတတ်တော် A ကအဖြေတစ်ခုဖြစ်လာမလားဆိုပြီးတော့လေဒါကျွန်တော်တွေးမိတာပေါ့နော်အခုဆိုရင်ဒါစစ်ကောင်စီက ဒါသူကတန်ရမ်းမှာလဲသူကအင်အားတွေစုဖွဲ့နေရဆိုပြီးတော့သိရတယ်ပြီးတော့ဒါကဆရာမူကအစပေါ့နော်ဒီလမ်းကြောင်းကြည့်ပြီးတော့ဝင်လာတာဖြစ်တဲ့အတွက်အခုဒီလာရှုံးမှာပို့လိုက်တဲ့အဖွဲ့တွေကရှေ့ပြေးအဖွဲ့ဖြစ်ပြီးတော့ခုနလိုဒါစီမံရမယ်ရှင်းလင်းရမယ်တန်ရှင်းလောက်အောင်မိုက်ကောက်အောင်မယ်ဒါမျိုးလုပ်ပြရတဲ့ခေါင်းလေးဝင်ပြစီကိုလေးဝင်ပြစီဆိုတဲ့ပုံစံမျိုးတွေလည်းဖြစ်မလာဘူးလားလို့တော့ဒါပြောလို့တော့မရတဲ့အခြေအနေပေါ့နော်ဘာလို့လဲဆိုတော့အိုင်နာမှာရှိတဲ့အဲတက်တီနားမှာအစသူကအင်အားစုဖွဲ့တာမျိုးတွေလှုပ်ထားနိုင်တယ်ပြီးတော့ကုံစီလမ်းကြောင်းတွေကစပြောင်းလဲ အဲဒါဖွင့်လှစ်ဖို့အတွက်လုပ်နေတဲ့အနေထားတွေလည်းတွေ့ရတာဟုတ်အဲတော့ကျတော့ဒီဒီဒီအခြေအနေမှာဒါစစ်ကောင်စီရဲ့လုံဆောင်မှုတွေစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုအမြဲပြတ်ဆောင်ကြည့်ဖို့တော့အရေးကြီးလာတဲ့အနေထားဖြစ်လာတယ် အခုကိုပဲဒါစစ်ကောင်စီကရုံမာတဲ့လောက်ရက်တွေကိုတုံးလာပြီပေါ့နော်ဒါရှေ့ပိုင်းကာလမှာတောက်လျှောက်တုံးခဲ့တာရှိသလိုအခုလည်းအဲဥစ္စာတွေပြန်တုံးလာတယ်အဲ့ဒါကတော့ဓာတ်ဥစိတ်ငွေတွေနဲ့ဒါဘုံကျစ်တိုက်ခိုက်တာပေါ့နော်အခုကော့ဂရိတ်ဖြစ်စင်မှာဆိုလဲထပ်ပြီးတော့ဖြစ်လာတယ်ကော့ဂရိတ်ကအရင်တုန်းကလည်းအဲ့လိုပုံစံမျိုးထပ်ပြီးတော့ကျဲခဲ့တာရှိတယ်အခုလည်းထပ်ကျဲတာပေါ့နော်ပြီးတော့တောင်ခမ်းမှာလည်းဓာတ်ဥစိတ်ငွေဘုံတုံးပြီးတော့ဒါဘုံကျစ်တိုက်ခိုက်တာမျိုးတွေလောက်လာတယ်ပေါ့နော်အဲ့ဥစ္စာကကျွန်တော် ပထမဒီကော့ဂရိတ်ဖြစ်စဉ်မှာဖြစ်တဲ့အချိန်မှာအဖွဲ့တွေကတော်တော်များများဒီဥစ္စာကိုတက်တည်တက်ခါရနေပေါ့နော်အဲလိုက်လိုက်ပြီးတော့ဒါရှာဖွေစူးစောင်းကြတဲ့အခါမှာအဲချို့ဟာတွေမှာအခက်ခဲအများကြီးရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါမှတ်တမ်းမယူထားမိတာတွေပထမဆုံးအချိန်တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်အဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကိုတေချာမပြင်ဆင်ထားတာတွေကြောင့်မလို့အခက်ခဲတွေအများကြီးရှိတယ်လိုအပ်ချက်တွေအများကြီးရှိတယ်အဲကြအခုလိုမျိုးဒါပုံစံတိုက်ခိုက်လာပြီဆိုတဲ့အချိန်မှာတော့အဲဒီလိုမျိုးဟာတွေကိုကျွန်တော်တို့အထိုက်တယောက်ကျွန်တော်တို့တွေရှင်းပါကြုံခဲ့ဘူးလားဖြစ်တဲ့အတွက် တက်တည်ထောက်ထားတယ်ကျွန်တော်တို့ယူစီခြင်းနဲ့အစနာမှစကျွန်တော်တို့ရစီခြင်းနဲ့ပြီးတော့ဒီဒီခုနလိုပေါ့နော်ဒီကျဲချလိုက်တဲ့အချိန်မှာအဲသူ့ရဲ့ကျဲချလိုက်တဲ့အထဲမှာအယောင်ပါတဲ့ဟာတွေကအစိမ်းအောင်လားအနီအောင်လားဒါလိုမျိုးဒါကာလာတွေကအစကျွန်တော်တို့ဒါတက်ပုံမှတ်တမ်းတွေဗီဒီယိုမှတ်တမ်းတွေယူထားနိုင်ဖို့ကျွန်တော်စူးစမ်းစီခြင်းနဲ့ပေါ့နော်အနေနဲ့လည်းမြတ်ဒီလိုတောင်းဆိုရတာလေဒါခက်ခဲမှန်းတော့သိတယ်ပေါ့နော်အဲဒါပေမဲ့လည်းဒါမင်းအွန်လိုင်းအခုလိုမျိုးသူ့ရဲ့လောက်ရက်တွေကိုတာဝန်ယူဖို့ခုနလို ဖောင်ရန်ထုတ်ပြီးတော့တကယ်ကိုရုံးပါအခုလိုမျိုးစီရင်ချက်ချနိုင်ဖို့အတွက်ဆိုရင်တော့ဒီဥစ္စာတွေကလည်းအရင်ကြီးကြီးတယ်ဆိုတဲ့ဟာတွေကိုသိစေချင်တယ်ပေါ့နော်ဒါကြောင့်မလို့အခုဆိုလည်းဒါမြောင်းလည်းမကြခင်မှာဖောင်ရန်ထုတ်ခံရမယ့်အနေအထားဖြစ်လာနေပြီအဲကြောင့်ဒီတက်တေတီကလည်းအရင်အရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်တန်တော်ကြီးမြို့နယ်ပေါ့နော်တောင်ကူအဲတောင်ကူလိတ်တူတောင်တန်တော်ကြီးပေါ့နော်အဲ့လမ်းပိုင်းကနေပြီးတော့တောင်ကူကိုလာတဲ့စစ်ရင်တန်းကိုဒါဒေါ်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တာ ဟုတ်ဒါဒီသတင်းလည်းသိရတယ်ဗောနော်အဲ့ဘက်ချမ်းမှာကျတော့ဒါတော်တော်များများကမိုင်းဆွဲတိုက်ခိုက်တဲ့ဟာမျိုးကိုပဲပို့ပြီးတော့ drain ကျဲတုံးကြတယ်အဲဒါတိုင်းထိရောက်မှုပို့ပြီးတော့ရှိတယ်ဗောနော်အဲပြီးတော့ကျတော့ဒီတန်တောင်ကြီးဘက်ချမ်းကလာမယ်ဆိုရင်သူကတင်းတန်းသားတွေဖြစ်ဖို့များတယ်ဗောနော်ကား6စီးနဲ့အပြည့်အင်အားအပြည့်ဆိုပြီးသိရတဲ့အခါဒီဟာတွေဖြစ်ဖို့များတယ်နောက်တစ်ခုကစစ်အင်အားဖြစ်တင်းတာမျိုးလည်းဖြစ်နိုင်ခြင်းရှိတယ်ဗောနော်ဘာလို့လဲဆိုတော့လိတ်တို့ရာတို့ဘဟုတ်ကြီးကတော့အဲ့ဘက်ချမ်းမှာလည်း ါဒါတက်တွေဒါသူ channel ပြင်တော့ဘာလို့ဒီတက်တွေဟာဖြန့်ထားတာ ဖြစ်တဲ့အတွက်ပေါ့နော်အဲ့တက်တွေ ਨੇ ဒါချိန်းတာမျိုးလည်းဖြစ်ဖို့များတယ်စင်ရပူတာမျိုးလည်းဖြစ်ဖို့များတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကြီးရဲ့လမ်းကြောင်းဒီလိုမျိုးတုံးဆွဲနေတဲ့လမ်းကြောင်းပေါ်မှာအခုလိုမျိုးဒါတိုက်ခိုက်နိုင်နေဆိုတော့ဟာကလည်းတကယ်ကိုထိရောက်တဲ့တိုက်ခိုက်မှုဖြစ်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ကျွန်တော်ဒီအထက်မှာသတင်းတွေကတော့မျိုးစုံပေါ့နော်အဲ ဒီခုနတော့အားရစရာတွေလည်းရှိသလိုမျောလင့်ချက်ထားစရာတွေလည်းရှိတယ်ပြီးတော့ကျတော့စိတ်ပြဝမ်းနေစရာလည်းရှိမှာပေါ့နော်ဒါပေမဲ့လည်းဒေါ်လင်အေးကတော့သွားနေပါတယ်ကျွန်တော်တို့အဲ့ဒေါ်လင်အေးထဲမှာဘယ်နေရာဘယ်ကဏ္ဍနေပြီးတော့ပါဝင်ပြီးလှုပ်ဆောင်လို့ရမလဲဒေါ်လင်အေးရှေ့ကိုမြင်မြန်ရောက်အောင်ဘယ်လိုမျိုးဝိုင်းဝန်းကူညီကြမလဲဆိုတဲ့စိတ်မျိုးနဲ့ရှေ့ဆက်ကြဖို့ပဲရည်ကြည့်တယ်ဆိုတော့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်